ရှိရက်ကနေထွက်တယ်အေးစကန်းသိန်းနဲ့အဘသားတွေထွက်ပြေးတယ်စကန်းကုန်းရတယ်ဒါပုံမှန်ပဲလက်ရှိမြေပြင်မှာရှိနေတဲ့လူလူကဘာတွေခံစားနေရလဲဒါတွေကိုကြည့်ပြီးတော့သာအဆုံးဖြတ်ပေးရမှာဖြစ်တယ်ဒါတွေကသာတကယ်အစစ်မှန်တွေဖြစ်တယ်ဆိုပြီးတော့ပြောသွားတယ်အဲ့တော့မင်းအွန်လိုင်းကအဲ့ဘေးနားမှာရှိတယ်ဆိုရှက်တဲ့ရင်မတ်တက်ကြီးတည်လို့ရတယ် င်္ဂလာပါဒီကနေ့ကလည်းအော်တိုဘာလ16ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်သတင်းကောင်းတွေပြောကြမယ်အာခတ်တတော် AA ကဒါဒီရက်ထဲမှာပေါ့ဒီရက်ထဲမှာကျွန်တော်ကလည်းဒီအာခတ်တတော် AA နဲ့ဒါပူပေါင်းပြီးတိုက်ပွဲဝင်နေကြတဲ့ PDF တွေဒီအဖွဲ့တွေအကြောင်းကိုပဲပြောပြနေတယ်ဘာလို့လဲဆိုတော့ဒီရက်ထဲမှာသိရတဲ့အတိုင်းပဲဒီအဖွဲ့တွေကတကယ်ကိုစွမ်းဆောင်ရင်ကောင်းနေနေပေါ့နော်ရလက်ကောင်းနေယူဆောင်ပြနေတာမဟုတ်လို့ကျွန်တော်လည်းအားရတာပေါ့နော်အဲ့တော့ တကယ်လက်တလုံးမှာလည်းအောင်မြင်မှုတွေလည်းဇက်တိုက်ရတယ်လို့ပေါ့နော်မနေ့ကဆိုလည်းဒါထုတ်ပြန်ချက်မနေ့ကညထုတ်ပြန်ချက်တစ်ဆောင်ထုတ်ပြန်လာတာဖြစ်တယ်ပေါ့နော်အဲဒီအကြောင်းကိုလည်းဒါမနေ့ပိုင်းမှာကျွန်တော်အနေချင်းတော့ပြောခဲ့ပြီအိုက်ထဲမှာမပါတဲ့ကျွန်တော်6 3လုံးပွိုင်ကုန်းစကန်းအာအဲဒီအကြောင်းလေးလည်းကျွန်တော်ပြောကြမှာပေါ့နော်ဒီကောင်းလေးဒါစစ်ကောင်စီဘက်ကကောင်းနေကတော့ဒါမယုံဘူးပေါ့လေနော်အခုချိန်ထိဂုံးမကြီးနာမကတ်နိုင်ဘူးတို့ဘာတို့ညာတို့ အဲ့လိုမျိုးပြောနေနေပဲတစ်ခုတစ်ခုပါနေတာအဲ့လိုမျိုးပြောနေအခုဆိုကျွန်တော်ပြည်သူတွေကဟာမကွေးကိုပြေးကြည့်လိုက်ရဟာ ARD သွားကြည့်လိုက်ရပြီးရင်ဗကိုးကိုပြန်လာလိုက်ရအဲ့လိုပုံစံဖြစ်နေတာအခုလည်းဒါဗကိုးတိုင်းဒါဗရောင်းမြို့နယ်မှာဗောနော်အဲ .63 လုံးစခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဗောနော်အဲနိုင်ငံအပီးတက်နိုင်ဖို့ကိုလည်းထိုးစစ်ဆင်နေတယ်ပြီးတော့ဒါစစ်တွေနဲ့ကြောက်ဖြူမှလည်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ပြန်ပြီးတော့ဖြစ်ပွားလာနေတယ်။တိုက်ပွဲတွေပြင်းပြင်းထန်ဖြစ်ပွားတယ်ဆိုရင်ဒါကျွန်တော်တို့ကပျော်နေရမယ့်အနေထား။ဘာလို့လဲဆိုတော့အဲ့လိုဖြစ်ပြီးဆိုရတဲ့စစ်ကောင်စီဘက်ကနေပြီးတော့တခုခုဆုံးရှုံးရတော့မယ်။ဒါမှမဟုတ်လေစစ်ကောင်စီစစ်သားတွေအထိနာတော့မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကလုံးဝ ယုံကြည်ထားပြီးသားအားကတော့အေနဲ့ PDF တွေတကယ်ကိုကျုံးပြနေတာဗောနော်အဲ့တော့အော်တိုဘာလာ14ရက်နေ့မှာဒါပကံခွဲကြေးရတောင်ဘက်မှာရှိတဲ့ဒီ0.6သုံးလုံးစကန်ကိုမနက်9:00 5မိနစ်မီတင်ကစားအတိအကျထုတ်ပြန်တာတော့အဲ့ဒါတော်တော်မိုက်တယ်အဲ့လိုပုံစံမျိုးမှာဒါ9မိနစ်မှာထိုးစစ်ဆင်တယ်ဗောနော်9:00 5မိနစ်မှာထိုးစစ်ဆင်တယ် 3နိုင်လောက်ကြအောင်တိုက်တယ်ဗောနော်တိုက်တဲ့ချိန်မှာ3ဘက်3တန်အဲ4ဘက်4တန်တော့မဟုတ်တပတ်တော့ဖွင့်ထားတယ်3နိုင်ကြပြီးပြီဆိုတဲ့ချိန်မှာတော့ဒီစကန်ကုန်းကိုသိမ့်ပိုက်ရရှိခဲ့ပြီဗောနော်အားရစရာကောင်းတယ်အဲ့တော့အဲ့စကန်ဝင်းကျင်မှာလည်းဒါရှေ့ကာလအဲတစ်ခုလောက်ထိကိုသူတို့တိုက်ပွဲတွေရှိခဲ့ပြီဗောနော်အဲဒါပေမဲ့လည်းဒါ14ရက်နေ့မနက်ဒါ9နိုင်5မိနစ်မှာတော့ဒါထိုးစစ်အချိန်မြင့်ပြီးတော့ဒီကုန်းကိုတက်ပြီးတော့ဝင်ကျုံးနေတာဖြစ်တယ်ဗောနော်အဲ့တော့ကုန်းကိုရလိုက်တဲ့အဲစကန်ကုန်းသိမ့်တဲ့ချိန်မှာလည်းစစ်ကောင်စီအလောင်း ဒါအချို့ကိုလည်းရတယ်ဗောနော်အဲပြီးရင်ဒါလက်နက်ခဲရကနေရတယ်အသုံးဆောင်ပစ္စည်းတွေရတယ်ဒါတွေကိုလည်းဒါရုပ်တံထဲမှာအထင်ရှားတွေ့မြင်နိုင်တယ်ဒါပေမဲ့ ိုအထင်ရှားတွေ့ရဲဆိုတဲ့အထက်မှာဒါဟိုဒီဒီကောင်းနေဒါတည်နေတဲ့ပုံတွေတော့ဝါထားတာပေါ့လေအထင်ရှားအထင်ရှားဆိုတဲ့ဟာတော့တမျိုးမဟုတ်တာဒီဝါထားတဲ့ဟာလေးတော့ရှိတာပေါ့အဲအဲ့ဒါကတော့ဒါထိမှဆိုလို့ဆိုရခွာဒါပေမဲ့အဲ့လိုပုံစံမျိုးနဲ့တည်ဆုံးနေကြတဲ့စစ်ကောင်စီစစ်သားအလောင်းတွေကိုတက်တည်ပုံစံမျိုးနဲ့ဗီဒီယိုဖိုင်တစ်ခုထုတ်ပြန်ပေးတာကတကယ်ကိုကျေးဇူးတင်ရတယ်။ဘာလို့ဆိုရင်ဒီကောင်းနေကညင်းလို့မပြီးဘူးတကယ်ညင်းတာအဲ့ကောင်းနေအတစ်တော့မှညင်းလိုက်အဲ Telegram မှာနိုင်လိုက်အဲ့လိုနိုင်နေတာပေါ့နော်ဒါပေမဲ့ရေပြင်မှာသူတို့တွေရှုံးနေတာကတော့ဒါစိတ်မကောင်းဘူးပေါ့ဗျာအဲ့တော့စကန်းကောင်းကတော့ဒါတေချာ ါတော့တို့ပြင်ထားတဲ့ပုံစံဒါမရှိရှိတာလေးနဲ့ပြင်ထားတဲ့ပုံစံပေါ့ဗျာဒါပေမဲ့တို့ပြင်ထားတဲ့ဟာကဒါဖျို့ဖျဲပုံစံမျိုးတော့ဖြစ်နေတာပေါ့စကန်ကုန်းပေါ်မှာရှိတဲ့ဟာတွေကြည့်လိုက်တော့လေဒါရုပ်တံထဲမှာအထင်ရှားတွေ့ရလိမ့်မယ် ဒါလုံးဝဒါမိုးကလေးတွေနဲ့ပေါ့နော်ဒါမလုံးမကျုံပုံစံမျိုးလေးတွေနဲ့အာဝက်ကက်လေးတွေနဲ့အဲ့လိုတဲလေးတွေနဲ့နေနေရပေါ့နော်ဒါဟိုဒီမသိရင်ပေါ့နော်ဒါအင်ဂျီယာမဲ့တွေနေနေတဲ့ပုံစံမျိုးတကယ်တကယ်လည်းအင်ဂျီယာမဲ့ဟုတ်တယ်နော်ဒီကောင်ဒီမှာအိမ်မရှိဘူးနောက်ပိုင်းဒါပြည်သူတွေစီကနေပြီးတော့ခိုးဆိုးပြီးတော့ဒါပြည်သူတွေကိုနှိမ့်ဆက်ညှဉ်းပန်းပြီးတော့ဒါရထားတဲ့ငွေနဲ့ဆိုရင်တော့တမျိုးပေါ့လေနော်ဒါပေမဲ့ရှေ့တန်းမှာတော့ဒီကောင်နေအဲ့လိုပုံစံမျိုးပဲပေါ့နော်အဲ့မှာဒါကျွန်တော်ပြောချင်တာပေါ့နော်စစ်ကောင်စီရဲ့အောက်ခြေကစစ်သားတွေရဲ့ဘဝအဲသူတို့တွေအခုလိုမျိုးပုံစံမျိုးနေနေရဒါပေမဲ့ အဲ့လိုမျိုးနေနေရတဲ့နေရာကလည်းအသက်အန္တရာယ်အလွန်များတဲ့နေရာမျိုးဟမ်တိရတိုင်းပဲဒါတော်လိုင်းတပ်ဖွဲ့တွေကလာပြီဆိုရင်တော့အလှကြည့်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့စစ်ကောင်စီခေါင်းဆောင်တွေကိုပေါ့နော်အာဏာရှင်တွေကိုအသက်ပေးဖို့အတွက်ဒီလိုဒုက္ခဒေါသတွေမှာဒါဒီလိုမျိုးပုံစံမျိုးနဲ့အဲတောက်ကပေါင်းစုံနဲ့လာပြီးနေနေရတယ်အဲ့ဥစ္စာကိုဒါသူတို့ရဲ့မိသားစုတွေကိုလည်းသိစေခြင်းမြင်စေခြင်းလည်း မတို့ရဲ့ယောက်ျားတွေကအဲ့လိုပုံစံမျိုးလေးနေနေရတာပါလား။အော်အခုသေဝါကိုလည်းကြည့်ပါဦး။မြောင်းကျုံမြောင်းကြားထဲမှာပေါ့နော်။အဲ့အဲ့လိုမိုးမလုံးလေးမလုံးမိုးကတဲလေးနေအဲ့လိုနေနေရလားဆိုတဲ့ဟာမျိုး။အဲ့ဒါမျိုးလေးလည်းဒါမြင်တွေ့ပြီးရောပေါ့နော်။အဲဒါကိုယောက်ျားကိုဒီဒုက္ခဒေါသကနေဆွဲထုတ်နိုင်မှုအတွက်ကိုအမျိုးသမီးတွေကစူးစမ်းတင်တယ်ပေါ့နော်။ညသိရတိုင်းပဲအဲမိမပြောလိုက်ရင်ဘယ်ညအဲအဲ့လိုအဲ့လိုမျိုးရှိတယ်။အဲကြတော့ဒါကိုယောက်ျားနားထောင်အောင်လို့ပေါ့နော်။ပြောကြစီခြင်းတယ်။အဲ့တော့ရှင်းလင်းတဲ့အခါမှာအလောင်းတွေတွေ့တော့ပြောသေးတယ်။အလောင်းတွေ့ရဲ့အချိန်မှာအာဒီမှာတကောင်ဝေးတယ်။ တကောင်လို့ပဲသုံးတော့လာပါတော့စကန်းတစ်ခုလုံးကတကယ်ကိုခဏနီခဏနဲ့လေးပါတော့တင်းစီရရှိတဲ့လက်နက်ခဲရန်တွေကတော့ဂုံးအနေထားရဆိုရင်ဒါတော်တော်များများရလိုက်တယ်လို့ပြောရမယ်အဲထဲမှာ M7 တို့ဟာမျိုးတွေပါတယ်လက်နက်ငယ်အမျိုးစုံပါတယ်ဆက်သွေးရေးဆက်တွေပါတယ်မီးဆက်တွေပါတယ်မိုင်းတွေပါတယ်ရှစ်ထွက်မိုင်းတွေကစားတွေ့တယ်ပြီးတော့ကျတော့ခဲရန်တွေလည်းပါတယ် အဲပြီးရင်ဘုံသီးတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့တော်တော်လေးကိုစုံစုံလင်လင်ပဲပေါ့နော်အဲဒီတာပကဘတ်တစိတ်လေးရင်းနဲ့တည်နေတဲ့လောင်းနေကြတော့ဒါသိရတိုင်းပဲဘယ်လိုမျိုးလေးပြစ်ထားခဲ့ရမလဲတော့မသိဘူးပေါ့နော်အဲ့တော့တိမ့်လိုက်ပြီပေါ့ဗျာတိမ့်လိုက်ပြီအရှိရက်ကနေထွက်တယ်အေးစကန်းတိမ့်တယ်အဘသားတွေထွက်ပြေးတယ်စကန်းကုန်ရတယ်ဒါပုံမှန်ပဲအဲ့တော့ ေရဲ့နီးပြွာကောင်းတယ်ပေါ့နော်ဒါနေရီကန်ကိုဒါအလုံးစုံသိမ့်ဖို့စူးစမ်းပြီးတော့ဒါငဖဲကကပ္ပစတွေကိုဒါချင်းချောက်လာလိုက်မယ်ကပ္ပစတွေရှိတဲ့ဘက်ကိုထိုးစစ်ဆင်လာလိုက်မယ်လို့ယူဆထားတဲ့စစ်ကောင်စီပေါ့နော်အဲ့လိုမျိုးယူဆထားတဲ့အချိန်မှာဘကူအနောက်ချမ်းဗရောင်းတက်နယ်ကကပ္ပစတွေပါမျက်လုံးပြူးနေရတဲ့အနေဒါဖြစ်သွားအောင်အဲ့လိုပုံစံမျိုးနဲ့ဖြစ်အောင်ကိုဒါအေကပေါ့နော် လက်တွဲညီညီနဲ့ဒါ PDF တပ်ဖွဲ့တွေနဲ့လက်တွဲညီညီနဲ့ဒီတိုင်းတုံးတိုင်းအဆက်တွေမှာပေါ့နော်တိုက်ပွဲတွေပေါ်ဆောင်နေတာဖြစ်တယ်အောင်ပွဲတွေလည်းရနေတာဖြစ်တယ်အဲ့တော့ဒါအပြင်ဒါစစ်တွေကြောက်ဖြူမှာလည်းတိုက်ပွဲတွေပြင်းထန်လာနေပြီဆိုတော့ဒါတိမ့်ပိုက်ဖို့အရကတက်တော့တိမ့်ပိုက်ဖို့ကြံနေသေးတယ်မြို့နယ်၃ခုရှိတယ်အဲ့မြို့နယ်ကလည်းအခုဆိုရင်ဒါစစ်ကောင်စီက ရွေးကောက်ပွဲလုံနိုင်ပါတော့မလားရွေးကောက်ပွဲလုံနိုင်ဖို့ဒါမတေချာတော့တော့ဘူးလို့ထင်တာပဲပေါ့နော်အဲ့တော့ဒါမလုံနိုင်အောင်လေဒါအေကစ조사နေပြီလို့ယူဆတယ်ဒါမရောက်နိုင်အတွက်ကတော့တကယ့်ကိုခေါင်းခဲစရာပဲပေါ့နော်အဲဒီလိုမျိုးအာခတ်တက်တော်ထိန်းချုပ်ထားတဲ့နေရာတွေမှာရွေးကောက်ပွဲလုံဝမလုံနိုင်စရာဘူးဆိုပြီးတော့လေဒါအာခတ်တက်တော်အေရဲ့ပြောရေးဆိုခွင့်ရှိတဲ့သူဥခိုင်ဒုခကလည်းပြောထားတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီနေနဲ့ဒါမရောက်နိုင်နေနဲ့တော်တော်ခေါင်းခဲစရာဖြစ်နေတာပြီးရင်သူ့ရဲ့တန်ဖိုးတွေ မင်းအောင်လှရတက်မှုတွေအခုဆိုရင်သူကိုယ်ကဲခိုင်းတဲ့အထဲမှာတက်မှမှုအစင်တွေကစားမြေပြင်ကိုအနီးကပ်ကိုယ်ကဲတဲ့ပုံစံမျိုးတွေအာနာအပြစ်ပေးပြီးတော့ကိုယ်ကဲခိုင်းနေတဲ့ပုံစံမျိုးတွေတွေ့ရဒါတော်မှပဲနေအားဆုံးမှဘလို့မှအစင်မပြေတော့အဲ့သူ့အနေနဲ့ထက်ပြီးတော့အနီးကပ်ကိုယ်ကဲဖို့အတွက်ခုနလိုတာကစတာမှုတွေထက်လွှတ်ရတော့တိုင်းမှုတွေထက်လွှတ်ရတော့အဲ့တော့အဲ့လိုမျိုးလူတွေလွှတ်ရင်လည်းအစင်ပြေနိုင်ပါမလားဘယ်ပြေနိုင်တော့မလဲစစ်ကောင်စီမှာတုံးလို့ရသမျှနီလန်အကုန်ကုန်နေပြီတကယ်ကိုကုန်နေပြီပေါ့နော်အဲ့သူတို့မှဒါလစဉ်လစဉ်9000 9000နဲ့စုနေတယ် ဒါဘာသာအင်အားပဲရှိတယ်ပေါ့နော်အဲနောက်တစ်ခုကဒါလေချောင်းပေါ့နော်လေချောင်းဆိုရင်လည်းအခုဒီနေရာတွေကိုကျဲတာပဲဖိုးဆိုးပတ်ဆက်ကျဲတာတရက်သေးကိုဝိုင်တွဲလို့ကောင်မျိုး၁၂ကြိမ်လောက်လာကျဲတယ်ဆိုတော့သိရတဲ့အတိုင်းပဲပုံလုံးရင်ယာနဲ့ချီပြီးကျဲတာဒါပေမဲ့လည်းအဲဥစ္စာတွေကိုအန်တုပြီးတော့ရအောင်အောင်မြင်မှုတွေစုခူးနေတာကလည်းတကယ်လေးစားစရာချီးကျူးစရာကောင်းတယ်အဖွဲ့တွေဘက်ကတကယ်ကိုလုံးဝတကယ်လေးစားဖို့ကောင်းတယ်အဲ့ထက်မှဒါထုတ်ပြန်ချက်တဲမှာဆိုလဲဒီပြစ်ဆက်လိုက်ရတဲ့အာခတတော်အဲပြီးရင်ဒါတလိုင်းတပ်ဖွဲ့တွေပေါ့နော်ဒီတပ်ဖွဲ့ဝင်တွေကိုလည်းဒါဂုံပြူတယ်ဆိုတဲ့ပုံစံမျိုးဒါရေးသားတွေ့ရတယ်ပေါ့နော် ဒါဟာလည်းတကယ်ကိုဖြစ်တဲ့အရာတစ်ခုဖြစ်တယ်။အဲဒီတိုက်ပွဲတွေအောင်မြင်မှုအတွက်ကျွန်တော်တို့အခုလိုမျိုးအာပါတရားကြီးနဲ့အားကျုံးမှန်တက်နေပါတော့။အောင်မြင်မှုအကြောင်းတွေကိုအာပြောနိုင်မှုဆိုနိုင်မှုအောင်ပွဲခံနိုင်မှုအတွက်ကိုဒီတပ်ဖွဲ့တွေကအများကြီးရင်းနှီးပိတ်ဆက်သွားတာဖြစ်တယ်။အဲ့တော့ဒီတပ်ဖွဲ့တွေကိုလည်းကျွန်တော်မမေ့သင့်ဘူးမမေ့အပ်ဘူးပေါ့နော်။အများထဲမှာချီချူးဂုံပြူတွေလုတ်ပေးနေရမယ့်အဖွဲ့မျိုးတွေဖြစ်တယ်ပေါ့နော်။အဲ့တော့လက်ရှိအာရခတက်တော်ရဲ့အင်အားကတကယ်မ်းပြောမယ်ဆိုရင်တိန်းခဏလောက်ထီတောင်ရှိနေပြီလို့ယူဆလို့ရ ။ဘာဖြစ်လို့လဲဆိုတော့နေရာအနှံ့တော်တော်များများမှာအာခတ်တော်တော်အေးတိုက်ပွဲဝင်နေတဲ့စစ်မျက်နှာတွေအများကြီးရှိတယ်။ကြောက်ဖြူမှာရှိတယ်၊စစ်တွေမှာရှိတယ်။အခုတန်တွဲဘက်ကိုလည်းစစ်ကောင်စီကလုံနေပြီဆိုတော့အဲ့ဘက်မှာကာထားတွေရှိမယ်။အပြင်မောင်းတော်ဘက်ချမ်းဒါအာစာအဖွဲ့တွေပေါ့နော်။ဂျမ်ဘတ်အဖွဲ့တွေအဲ့အဖွဲ့တွေကိုလိုက်ပြီးတော့ရှင်းလင်းနေရတဲ့အင်အားတွေရှိတယ်။အပြင်ဒါပကိုးမကွေးပြီးရင်အေယာဝတီဒီလိုနေရာမျိုးတွေမှာလည်းတောက်လျှောက်ဒါတိုက်ပွဲဝင်နေတဲ့အင်အားတွေရှိတယ်။ပြီးတော့ကြံတဲ့နေရာတွေမှာလည်းတေးချောက်ပေါက်ရှိမှာပဲ။ပြီးတော့တခြားမဟာမိတ်တွေနဲ့ ပေါင်းဆက်ပြီးတော့တိုက်ပွဲဝင်နေတာရှိတယ်ဟာကချင်မှာကြည်လာအောင်ဗမောမှာတိုက်ပွဲဝင်နေတဲ့အာခတ်တော်အေတပ်ဖွဲ့တွေရှိတယ်အချင်းပြည်နယ်ဘက်မှာလည်းရှိတယ်ဒီလိုပဲချိတ်ဆက်ပြီးတော့လှုပ်နေတဲ့ဒါတပ်ဖွဲ့တွေကအများကြီးရှိတော့သူ့ရဲ့အင်အားကမနေမနောဖြစ်နေပြီလို့ယူဆရမယ်ဒါတကယ်အားရစရာကောင်းတဲ့အနေထားပါနော်တိုင်းရံလုံးတိုင်းတာနဲ့ကြည့်မယ်ဆိုရင်နဲတယ်ဆိုရင်တော့မှပဲအခုလိုမျိုးအနေထားကြီးဖြစ်အောင်စွမ်းဆောင်နေတာကတကယ်လေးစားစရာကောင်းတယ်နောက်တစ်ခုကတော့ဒီအင်အားဖြစ်အောင်လုပ်နေတာအခြားအင်အားစုတွေနဲ့ပေါင်းဆက်ပြီးတော့သူ့ရဲ့အင်အားဖြစ်အောင်လုပ်နေတယ် အခုကြည့်လိုက်အာရခတက်တော် A နဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေကမသိရင်တကယ်အာရခတက်တော် A ရဲ့စစ်သားတွေကြာနေတာပဲလုံးဝသတင်းလုံခြုံမှုအပိုင်းအရန်ဦးစားပေးတယ်အာစစ်စည်းကအရန်လိုက်နာတယ်အာရခတက်တော် A ဥဆောင်ပြီးတိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်စီးအစီမံချက်တွေကိုဖော်ဆောင်နေတာဖြစ်တဲ့အတွက်ဒီဥစ္စာတွေကိုသူတို့ကလုံးဝအောက်ကနေပဲတသွေးပလင်းလိုက်နာပေးတာအဲ့သူတို့ရဲ့ဒီအာရခတက်တော်ရဲ့စစ်သားတွေလို့တောင်မှပြောလို့ရတဲ့နေတာတကယ်ကိုအဲ့လိုပုံစံမျိုးနဲ့ဖော်ဆောင်နေတာဒါဟာအားရစရာဖြစ်တယ်ဒါဟာကျွန်တော်တို့တကယ်ကိုဖြစ်တဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့ ပေါင်းဆက်ပြီးတော့လုပ်မယ်ဆိုရင်တကယ်ကိုအောင်မြင်မှုရစေတဲ့အင်အားကြီးတစ်ခုတိဆောက်ဖန်တီးနိုင်တယ်ဆိုတဲ့ဟာကိုလည်းတကယ်လက်တွေ့ပြနေတာအဲ့တော့အဲ့လိုမျိုးပုံစံမျိုးတွေဖြစ်ဖို့အခြားနေရာတွေမှာလည်းကျွန်တော်စူးစမ်းသင့်တယ်ပေါ့နော်စူပေါင်းပြီးတိုက်ပွဲဝင်တော့အများကြီးအကျိုးရှိတာပေါ့ဗျာလက်ရှိအနေထားရစစ်ကောင်စီဟာသူ့မှာရှိတဲ့အင်အားအကုန်သုံးမယ်ဆိုရင်တော့မှပဲ ဒီနေရာတွေကိုပြန်ပြီးတော့ထိုးဖောက်နိုင်ဖို့အတွက်ကအရင်လိုတော့မလွယ်ကူနိုင်တော့ဘူးလို့ယူဆတယ်ပေါ့နော်အဲ့တော့ဘကိုးမကွေးနဲ့တင်ပြီးပြီလားဆိုတော့မဟုတ်ဘူး ARI ကြံသေးတယ် ARI မှာလည်းဒါရေကြီးမျိုးနဲ့ဒါဆက်ဆက်ယူကြေးရွာနားမှာလည်း15ရက်နေ့ကတိုက်ပွဲတွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကဒီနေရာတွေကနေပြီးတော့တိုက်စစ်ဆင်ဖို့ပေါ့နော်တိုက်စစ်ဆင်ဖို့စုဖွဲ့ပြီးတော့အင်အားတွေဆီလုတ်ခဲ့တယ်ဒီနေရာတွေကနေတိုက်စစ်ဆင်ဖို့စ조사ခဲ့တယ်ဒါပေမဲ့လည်းဒါအခါတက်တော်အင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေကခန်စစ်ကနေပြီးတော့တံမြန်ထိုးစစ်တွေကြောင့်မလို့စစ်ကောင်စီကအခုဆိုရင်အဲ့နေရာအဲ့ဒေသတွေမှာခန်စစ်ပုံစံပြန်ပြက်သွားတယ် ခံစစ်နဲ့ပြေးစစ်ပဲပြန်ဖြစ်နေပြီသူကတကယ်ခံစစ်တော်မှမဟုတ်တော့တိတ်တော်မခံတော့ဘူးသူကပြေးစစ်နဲ့ဆုတ်စစ်ပဲဖြစ်နေတာပေါ့နော်အဲ့တော့အားရစရာကောင်းတယ်ပြီးတော့ဒီရက်ထဲမှာကိုပဲနောက်ထပ်အောင်ပွဲသတင်းတွေထပ်ပြီးတော့ကြားအောင်မယ်လို့ယူဆမိတယ်အဲ့ဒါပြီးရင်တော့ထုတ်ပြန်မှုတွေရှိလာတဲ့ခါကျရင်ကျွန်တော်တို့ဝမ်ပန်းသက်တာနဲ့အခုလိုပဲအာဘတရားဆက်ပြောကြမယ်ပေါ့နော်အဲ့တော့ဒါဘိုက်ထဲမှာជីနှစ်တောင်ကြံနေသေးတယ်ဆိုတဲ့ကောင်ရဲ့အကြောင်းလည်းပြောရမယ်ကျောင်းပိုက်ကြပူကြမ်းပူနေရမှာမဟုတ်ဘူး။ဖိုင်ထဲမှာជីနှစ်တောင်ရှိတယ်။ခုထိမထိုးပါသေးဘူး။ အဲ့ကောင်အဲ့ကောင်ဒါခင်ကြီးပေါ့နော်သူပြောတာလေးတွေတွေ့တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒါနိုင်ငံကိုအခုလိုချိန်နေရောက်နေတာကပေါ့နော်စစ်တပ်ရဲ့အကြင်ကြင်ညှိနှိုင်းမှုကိုလက်မခံဘဲနဲ့အတင်းလွှတ်တော်ခေါ်တဲ့ NLD ကြောင့်ဖြစ်တယ်ဆိုပြီးတော့ဒါပုတ်ခတ်ပြောဆိုဆွဆွဲထားတယ်ပြီးရင်ထိုးချထားတယ်ပေါ့နော်လွှဲချထားတယ်အဲ့တော့ဒီအဖွဲ့အစည်းဝင်တချို့ကတဲ့ဒါပြပထွက်သွားတယ်တဲ့ ပြီးရင်လက်နက်ကင်တောင်းကျမ်းသူတွေပေါ်လာတယ်ဗောနော်အဲတိတ်ဆိတ်အေဂျင့်နဲ့ကျွန်တော်တို့နင်းမြေလေးကိုအကြမ်းဖက်လူတွေကြောက်မှုလို့ဗောနော်လက်နက်ကင်ပြိပခါတွေဖြစ်ပေါ်လာစီတယ်ဗောနော်အဲသူတို့ကြောက်မှုလို့ပေါ်လာရတာဆိုပြီးပုံစံမျိုးပြောသွားသေးတာသူတို့ကြောက်မှုလို့ပေါ်လာရတာကျွန်တော်တို့ပါတီဝင်တွေထောင်ချောအတက်ခဲအဲသူပြောရနော်ရုံးနေမြောက်များမီးရှို့ခံရတယ်အဲ့ဒါလည်းသူပြောတာအဲကြအဲ့လိုပုံစံမျိုးပြောသွားတယ်ဒါပေမဲ့ तू ကထိုးချွာထိုးချွာဆိုတော့ NLD ကိုထိုးချွာပါဗောနော် တသက်မဲ့သူများကိုလွှဲချရလို့ပြောအောင်ပါဗျာအမှန်တရားကိုလက်မခံနိုင်လို့ဒီကောင်းလေးဒါဒါပြည်သူတွေကတကယ်ရင်ထဲကမဲကိုပီးကြတဲ့ခါမှာတောင်ပြိုကမ်းပြိုနိုင်တယ်ဗျာ NLD ကနိုင်တဲ့အချိန်မှာဒီကောင်းလေးလုံးဝသူတို့ရဲ့အရှုံးကိုလက်မခံနိုင်ဘူးပြောရရင်အမှန်တရား အမှန်တရားကိုလက်မခံနိုင်လို့ဒီကောင်နေအာနာသိမ့်နေပါတော့အဲ့လိုမတရားလုပ်လို့အခုကြိုအခြေအနေတွေရောက်ခဲ့တာတကယ်သာမင်းတို့လောက်တာမှန်တယ်မင်းတို့ရဲ့လောက်ရက်တွေကိုပြည်သူတွေကထောက်ခံတယ်ဆိုရင်အခုလိုဆန္ဒပြတာတွေဖြစ်လာမှာမဟုတ်ဘူးအခုလက်နက်ကင်နေပါတယ်ဆိုတော့တော်လိုင်းတပ်ဖွဲ့တွေကပြည်သူတွေကဲကနေမှထပ်ပြီးတော့ပောက်ပွားလာပြည်သူပဲပြောရရင်အရှိပိုင်းကာလမှာဒါဒါမျိုးပုံစံမျိုးနဲ့ဆန္ဒပြခဲ့တာတွေဆန္ဒထုတ်ဖော်ခဲ့တာတွေရှိတယ်ဒါပေမဲ့အဲ့ဟာကိုမင်းတို့ဂရုစိုက်ခဲ့လားမင်းတို့အလေးထားခဲ့လားပြည်သူရဲ့စကားသံတွေနားထောင်ခဲ့လား ဘာလို့လဲဆိုတော့တကယ့်ကိုလူပင်လဲကြီးလူပင်လဲကြီးရဲ့တကယ့်အကြီးအဲ့လိုပုံစံမျိုးနဲ့ဆန္ဒဖော်ထုတ်ခဲ့တယ်မင်းတို့တွေရဲ့လှုပ်ရက်ကိုကန့်ကွက်ခဲ့တယ်အာဏာကိုပြန်ပေးဖို့အတွက် တောင်းဆိုခဲ့ကြတယ်ဒါပေမဲ့မင်းတို့တွေမျက်ွယ်ပြုတ်ခဲ့တယ်အဲ့လိုမျိုးကောင်းကောင်းမွန်တောင်းဆိုတဲ့ပြည်သူကိုခေါင်းနေကြီးပဲမင်းတို့ပြစ်ခဲ့အဲ့ဒါကြောင့်မလို့ပြည်သူကတောင်းလို့မရလို့အခုတိုက်တာ အာပြောရရင်မင်းတို့ကြောင့်မလို့စပြီးဖြစ်တည်လာခဲ့တဲ့နိုင်ငံရေးအခြေအနေအဲ့ဒါကိုမင်းက NLD ကိုပြန်ပြီးတော့လွှဲချရဲဆိုတော့မင်းပိုက်ထဲကကြီးနှစ်တောင်းကအထဲထဲမှာမှု့ွားရမှာသိရအဲ့ဒါကြောင့်မလို့ဒီကောင်တွေကဒါအရှုံးကိုလက်မခံနိုင်လို့ဒါပြီးရင်အာနာကိုလက်လွတ်ရမှာဆိုလို့ဆိုပြီးတော့အာနာသိမ်းခဲ့တာအဲဒါကိုမကြည့်နဲ့လို့ပဲဒါပြည်သူတွေကဆန္ဒပြခဲ့တယ်အဲနောက်ဆုံးဒါလက်နက်ကင်ပြီးတော့အခုလိုမျိုးတိုက်ပွဲတွေဝင်လာခဲ့တာပေါ့ဗျာအဲ့ဒါကြောင့်မလို့တောင်းယူလို့မရရင်တိုက်ယူမယ်အစင်းကြီးရောက်လာခဲ့တာ ပြောရင်ဒီအခြေအနေထိရောက်လာခဲ့တယ်ဆိုတဲ့ဟာကဒီကောင်နေစီကနေတရီတယ်လားဒီကောင်နေကအယုံကိုလက်မခံနိုင်လို့ဒီကောင်နေကနိုင်ငံကိုလက်ဝဲကြီးအုပ်ချင်လို့ဒီကောင်နေကအာနာကိုလက်လွတ်ဆုံးရှုံးရမှာဆိုလို့အဲ့လိုမျိုးရိုးရိုးမှမှအာနာသိမ်းတာအဲအဲ့ဒါကြောင့်မလို့ဖြစ်ခဲ့တဲ့ဟာကိုအမဲသူများကိုလွဲချနေသေးတယ်ဒီကောင်နေတကယ်တော်တော်ညံနေပြီးတော့ရုံမာတဲ့ကောင်တွေပေါ့နော်နောက်တစ်ခုကတော့ဒါ NCA စက္ကူစုပ်အကြောင်းလည်းကျွန်တော်ပြောရမယ်ပေါ့နော်အဲ့ဒါကဒါတနိုင်ငံလုံးကိုဘုံပတ်ချင်းနေတဲ့စစ်ကောင်စီက ဒီ NCA စနစ်ပြစ်ဆိုတဲ့အခမ်းအနားလုပ်တယ်အဲအဲ့ဒီမှာပဲဒါတကြီးကြီးတဲတဲလေးပောက်ခရရတယ်သူတို့ပြောတယ်ဗောနောပြောတာမှာဆရာရောတပည့်ရောအကုန်ပြောတာဇွန်မဲလုံးရောမင်းအောင်လိုင်ရောအဲ့လိုပြောတာဗောနောအဲ့တော့ဇွန်မဲလုံးကလည်းဘာပြောလဲဆိုတော့သူကတနိုင်ငံလုံးအပြစ်ခတ်ရစေးစာချုပ်မှာလက်မှတ်ထိုးထားတဲ့အဖွဲ့တွေမပါသည့်တိုင်အောင်သူကဒီလုပ်ငန်းစဉ်တွေကိုဆက်ပြီးတော့လှုပ်ဆောင်မှာပါဆိုတဲ့ပုံစံမျိုးပြောတယ်ဗောနောအဲ့တော့စစ်ကောင်စီကတနိုင်ငံလုံးပြည်သူကိုနှီးမျိုးစုံနဲ့တပ်ဖြတ်နေတာဗျတကယ်အဲ့ဒါကြောင့်မလို့တနိုင်ငံလုံးအပြစ်ခတ်ရစေး NCA စာချုပ်ကရက်ဆိုင်သွားပြီးစက္ကူစုံတတဖြစ်သွားပြီဆိုပြီးတော့ဒါ KNU CNF PNL လို့ ABSDF ပြီးရင် NMSP ပြီးရင် LDU စတဲ့ဒါဒေါ်လာရင်းအင်အားစုတွေကပေါ့နော်ဒါဒီ73ရက်နေ့မှာအော်တိုဘာ73ရက်နေ့မှာစူပေါင်းပြီးတော့ကြီးညာခဲ့တယ်အဲ့တော့ဟုတ်တယ်လေဒီစာချုပ်ကလက်မှတ်ထိုးခဲ့တာတော့ဟုတ်တယ်ဒါပေမဲ့အဲ့လက်မှတ်ထိုးထားတဲ့စာချုပ်ထဲမှာပါတဲ့အချက်လက်တွေကိုဒီကောင်တွေကချိုးဖောက်တာလေအဲချိုးဖောက်တဲ့အထွတ်ဒီဥစ္စာကြီးကအသက်မဝင်တော့ပြောချင်တာမင်းတို့ကိုယ်တိုင်က ချိုးဖောက်ပြီးတော့ပြည်သူကိုရဲဆက်ဆက်ဘုံကျဲတက်ဖြတ်တာတွေလုပ်တယ်နိုင်ငံဝန်မှာနှီးမျိုးစုံနဲ့ပြည်သူကိုနှိမ့်ဆက်တက်ဖြတ်တာတွေလုပ်နေတာအဲ့တော့ဒီစာချုပ်ကတကယ်ကိုစက်ကူတတာဖြစ်သွားပြီဆိုတဲ့အကြောင်းကိုမင်းတို့ကမခံမရနိုင်ဖြစ်နေတာလက်ရှိချိန်ထိလည်းဒီကောင်တွေကချိုးဖောက်နေတုံးပဲအဲ့တော့ဒီမှာဒါကျွန်တော်တို့ဒီအဲ့စာချုပ်မှာပါတဲ့ဟာပေါ့နော်ဒါတို့လက်မှတ်ထိုးခဲ့တဲ့ဟာရှိတယ်ဗျာဒါပရမချက်ဆိုရင်ဒါပြည်သူလူထုရဲ့စာဝတ်နေရေးကျန်းမာရေးပညာရေးဒေသနာဒါဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလိုအပ်သောကူညီပံ့ပိုးမှုများညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ဟာပေါ့နော်အဲ့ဒါလည်းတို့လိုက်နာလို့လား ပြီးရင်ပြည်သူလူထုကိုဒါတူဦးတယောက်ရဲ့ဂုံတိတ်ခါကိုထိပါးစေတဲ့လှုပ်ရက်အကြမ်းဖက်အကြမ်းဖက်ချင်းဥပဒေမဲ့ဖမ်းဆီးချုံနှောင်ခြင်းပြန်ပေးဆွဲခြင်းညှဉ်းပန်းနှိပ်စက်ခြင်းလူသားမဆန်စွာပြုမှုခြင်းအကျဉ်းချခြင်းတပ်ဖြတ်ခြင်းနဲ့ဖြောက်ပြက်ခြင်းမပြုလို့ရလိုက်နာသလားကဲဒီကောင်လေးလိုက်နာလို့လားဒီချက်ထိတ်တွေကမှပါပြီးသားအဲတော့အချက်အကုန်လုံးကိုဒီကောင်လေးချိုးဖောက်နေတာပြီးရင်ဒေသခံပြည်သူတွေကိုအဲ့ဒါမှနေရစွန့်ကွာစေခြင်းရွှေ့ပြောင်းစေခြင်းမပြုလို့ရအိမ်နေရွာတွေပါမီးရှို့ပြေတာကဲပြောမနေနဲ့နေစရာကိုမရှိဘူးအဲ့လိုပုံစံမျိုးတွေလုပ်ပြတာ အဲ့တော့ပြည်သူလူထုထံမှာတဲ့ငွေပစ္စည်းဥစ္စာစားရိတ်ရိတ်ခါလှုပ်အားနဲ့ဝန်ဆောင်မှုများကိုအဲ့ဒါမှတောင်းခံခြင်းမပြုရအဲ့ဒါမှတောင်းခံတာမဟုတ်ဘူးအဲ့ဒါမှကိုလုနေတာဒီကောင်တွေဘာမှကိုတောင်းတဲ့အစိမ့်ကိုကြော်သွားပြီကောင်တွေကတောင်းတောင်းတဲ့ဟာကိုမဟုတ်တော့ဘူးအကုန်လုံးကိုအတင်းအကျပ်ဒါလွတ်ယူနေတာခိုးယူနေတာအဲပြီးရင်တည်သွားတာ7ဘင်းကားရည်နဲ့12ဘင်းကားရည်နဲ့တောင်တည်တာဗျာကဲနောက်တစ်ခုကဒါပြည်သူလူထုကအကြောင်းမဲ့ဖြစ်စေအမှုစင်ပြီးဖြစ်စေဖမ်းဆီးအရေးယူခြင်းအပြစ်ပေးခြင်းလုံးဝမပြုလုပ်ရန်နဲ့ဥပဒေနဲ့အညီဆောင်ရွက်ရန်ကဲကြည့်ဒါရောလိုက်နာသလားကဲ အမှုစင်တာမှလုံးဝအကုန်လုံးအမှုစင်ပြီးတော့ဖမ်းနေတာအခုဆိုရင်အဲသူတို့တခုခုတိုက်ခိုက်ခံရတယ်တိုက်ခိုက်ခံရပြီဆိုတာနဲ့သူတို့ဒီဥစ္စာကိုဒါတရားခံဖမ်းပြီးတော့ပြနိုင်မှုအတွက်ကိုတွေ့တဲ့သူကိုဖမ်းတယ်ဟာလမ်းမေးမှာဒါအင်ဂျီယာမဲဆိုတဲ့သူတွေကိုဖမ်းတယ်အဲအဲ့လိုမျိုးတွေဖမ်းပြီးတော့အမှုတွေစင်တယ်ပြီးရင်ဖြစ်စဉ်တွေကိုလိမ်ပြီးတင်တယ်အာဒီဖြစ်စဉ်မှာဖမ်းမိတဲ့လူကဒီလူဖြစ်ပါလေဆိုတဲ့အကြောင်းနဲ့နှီးမျိုးစုံထွက်ဆိုခိုင်းတာမျိုးတွေချိမ့်ချောက်ပြီးတော့လုပ်ခိုင်းတာမျိုးအများကြီးလုပ် ။အောက်ကြအမှုစင်ပြီးဖမ်းတာဒီကောင်တွေပဲချိုးပေါက်တာပဲ။ဒေသခံများရဲ့ဒါမြေယာများကိုအဲ့တော့မှတင်ပိုက်ချင်းလွှဲပောင်းချင်းများမပြုတ်လို့ရတဲ့။ကဲကြည့်ဒါပြုံးလင်မှာပဲဒါတင်းသွားပြန်ပြီအခုရက်သေးကိုပဲ။အခုဒါမကွေးပါမှဆိုလဲဒါတင်းဖို့လုံပြန်ပြီပြင်ဆင်နေပြန်ပြီ။ပြီးရင်ဒါသူရဲ့မုံဆုံးမတွေကိုပေးအောင်မယ်ပေါ့နော်။ပြီးတော့ဒါပြုံးလင်မှာဆိုလဲဒါမြောက်ကိုရီးယားနဲ့တွဲဖက်ပြီးတော့ဒါမဇိုင်းတွေထုတ်ဖို့အတွက်သူတို့လုပ်နေတဲ့မြေယာတွေတိမ့်မြန်ပြီအဲ့တော့ဒါလဲသူတို့ချိုးဖောက်တာပဲပေါ့နော်ပြီးရင်ဥပဒေနဲ့ညီပညာသင်ကြားရေးဆိုင်ရာအခွင့်အရေးများကိုနှောက်ယှက်ပိတ်ပင်ခြင်းပညာရေးဆိုင်ရာပစ္စည်းများနဲ့ အတူဘောနော်ဒါစာတင်ကြောင်းအဆောက်အအုံများကိုဖျက်ဆီးခြင်းပညာရေးဝန်ထမ်းများနဲ့ပညာသင်ယူနေသူများကိုနှောက်ယှက်ဟန်တားခြင်းမပြုတ်လို့ရန်တဲ့ကဲနေ့စဉ်နဲ့များဘုံကျဲတာဒီနေ့စာတင်ကြောင်းဘယ်နှကြောင်းနေရှိသွားလဲမသိတော့တကယ်ပညာရေးတွင်မဲ့လားဆိုမဟုတ်ဘူးဒါကုသရေးဆိုင်တဲ့ဟာတွေရောဒါတုံးကတကယ်ကိုဘောနော်သာသနာရေးနဲ့ပတ်သက်တဲ့ဟာတွေကဒီကောင်းနေဘာတစ်ခုမှမလိုက်နာပဲနဲ့အခုလိုမျိုးဘုံကျဲနေတာတွေပြစ်ခတ်နေတာတွေပေါ့နော်စာတင်ကြောင်းတစ်ကြောင်းကို35လို့កောင်မျိုးနဲ့တည်ပြီးတော့ပြစ်ခတ်ရဲတယ်ဆိုတဲ့កောင်မျိုးတွေ ကလေးငယ်တွေပေါ့နော်ဘာမှသူတို့ကိုတုံ့ပြန်နိုင်စွမ်းမရှိတဲ့ကလေးငယ်တွေကိုအပိုင်းပိုင်းပြတ်ထွက်သွားအောင်ဘုံကျဲနိုင်ရတဲ့កောင်မျိုးတွေအဲကြောင့်ဒီកောင်တွေဓာတ်တွေလည်းအကုန်လုံးလုံနေတာပဲနောက်တစ်ခုကဒါလူတူးချင်းရဲ့ចမ်းမာရေးဆိုင်ရာအခွင့်အရေးများထိခိုက်စေခြင်းအများပြည်သူနဲ့သက်ဆိုင်သောចမ်းမာရေးအထောက်အကူပစ္စည်းများဒါဥရေရခွင့်ပြုထားသည့်ညာပြည်သူများအတွက်စေဝါတည်ယူပို့ဆောင်ခြင်းအတားမြင့်ခြင်းမပြုလို့ရစေဝါတင်မဟုတ်ဘူးအကုန်တားမြင့်တာတကယ် ပစ္စည်းစင်းနေတော့မှသူတို့ထွက်လာသေးတယ်အများကြီးပဲရှိသမျှဟာအကုန်ကုန်ပဲအကုန်လုံးအကုန်လုံးဆက်ပြားအစားပါတယ်ကဲအဲလိုပုံစံမျိုးနဲ့ဒီကောင်နေပိတ်ပင်တာတွေဒါစီတာတွေတောက်လျှောက်လှုပ်ထားတယ်ဖြက်လေးပြက်ပုံစံမျိုးကိုနေရာတိုင်းမှာကျင့်သုံးနေတယ်ပြည်သူတွေကဒီဟာနဲ့ပတ်သက်လို့သူတို့တွေဝယ်ချမ်းပြီးတော့ပြန်လာတယ်ဆိုရင်တော့မှပဲအဲ့ပစ္စည်းပစ္စည်းတွေကိုအကုန်လုံးဖွင့်ပေါက်ဆစ်ဆေးပြီးတော့ဒါဟာ PDF ကိုထောက်ပံ့ဖို့အဲအကြောင်းမလို့သိင်းနေအဲလိုမှမဟုတ်ဘူးဆိုရင်မင်းတို့ကောင်နေဒဏ်ဝေဆောင်ရမယ်အာပြီးတော့ကျတော့အိမ်အောင်စုစီးရင်နေပါပြပြီးတော့ဈေးဝယ်စီးရင်နဲ့တိုက်ကြည့်တယ် ဟာဒါပါလေဒါဒီကောင်တွေကဒီလိုမျိုးပုံစံမျိုးတွေဖိနှိပ်နေတာဒီဥစ္စာတွေကိုချိုးပေါက်နေတာပဲဈေးဝါဆိုတာလုံးဝဒီသဘောတူညီတဲ့ချက်ထဲမှာတကယ်လိုက်နာရမယ့်အရာတစ်ခုပေါ့နော်ဟုတ်တယ်ဒီချမှတ်ထားတဲ့ဒီသဘောတူထားတဲ့အချက်တွေအကုန်လုံးကလိုက်နာရမယ့်ဟာတွေကြီးပဲလိုက်နာဖို့အတွက်တကယ်ကိုဒါသဘောတူထားတဲ့ဟာတွေပေါ့နော်ဒါပေမဲ့တစ်ခုမှမလိုက်နာဒါတချို့လူကြီးသူမတွေဗျာဒါနေ့စဉ်တောက်နေရတဲ့ဈေးဝါတွေရှိတယ်ကာလရှည်ဆွဲပြီးတောက်နေရတဲ့ဈေးဝါတွေရှိတယ်အဲ့လိုဟာမျိုးတွေတောင်မှပဲဒါပိတ်ပင်တာလေအဲ့လိုမျိုးဖြတ်တန်းခွင့်ပေးလိုက်လို့မင်းတို့အချင်းချင်းတောင်မှရေးယူတာတွေရှိတယ် အကြီးအကဲမင်းတို့စီကအကြီးအကဲတွေပေါ့နော်ဗိုလ်ချုပ်အဆင့်ဆိုတဲ့កောင်မျိုးတွေတောင်မှဒါမျိုးတွေတည်ယူခွင့်ပေးလိုက်လို့ဆိုပြီးတော့အရေးယူလာရှိရဲဆိုတော့မင်းတို့ဘယ်လောက်ရောက်မှာလဲမင်းတို့ကမင်းတို့သိပြည်သူလူထုရဲ့တာစားနပ်ရိက္ခစုဆောင်ခြင်းကုန်ပစ္စည်းများနဲ့ကောက်ပဲ့သီးနှံများကိုတပိုင်းတနိုင်တည်ယူပို့ဆောင်ရောင်းချခြင်းကူးတန်းရောင်းဝယ်ခြင်းလုပ်ငန်းများကိုနှောက်ယှက်ဟန်တားခြင်းမပြုရအကုန်ပိတ်တာစစ်တောင်းအရှိတ်ဘက်ချမ်းဆိုကြည့်ကြည့်လားအဲ့ဘက်မှာသွားတဲ့ဈေးဝယ်ပြီးသွားတဲ့ဒါပြည်သူတွေဆိုရင်ငုတ်ထုတ်ထိုင်ပြီးတော့ကိုတောင်းပန်ရတယ်အဲ့လိုမျိုးကိုတောင်းပန်ရအောင်လှုပ်တာသူတို့ဘက်ကသူတို့တည်လာတယ် ငါစစ်မှတ်ဖြစ်ပွားနေတယ်ဟာခဏခဏကြီးသွာလာဖို့မလွယ်ကူဘူးစီစည်းတွေဈေးကြီးတယ်စီစည်းတွေတက်တယ်ဒီလိုတက်အောင်ဒီကောင်တွေလှုပ်ထားတယ်အဲကြတော့တစ်ခေါက်သွားပြီးတော့လုံလုံလောက်လောက်တပတ်စာဆိုတပတ်စာတလားစာဆိုတလားစာဒီလိုမျိုးဝယ်ပြီးတော့စုဆောင်ရတာလေးရှိတယ်ဒါတော့မှပဲဒီကောင်တွေကလုံးဝမိုက်မှန်ရဲပုံစံမျိုးတွေလှုပ်တယ်အဲနောက်တစ်ခုကတော့ဝမ်နီနိုဘာလို့ပါမှာဖြစ်သွားလဲကျွန်တော်တို့ပြင်ဆင်ပြောပြဘူးလေပေါ့နော်အဲ့ဘက်ကကြေးရွာတွေကိုဆိုရင်တဲ့အိမ်မှာဒါဆန်တဲ့အိမ်ပဲထားရမယ်ဆိုပြီးကြံတဲ့ဆန်အိမ်တွေကိုအကုန်လိုက်သိမ်းတာတွေ ရိတ်ခါနှစ်ရက်စာပဲထားထားပြီးပြီးတော့ကြံတဲ့ရိတ်ခါတွေအကုန်လုံးကိုအတိအထမတည်သွားတာလေဒါတွေကပါလေဒါတွေဟာဒီကောင်တွေအကုန်လုံးချိုးဖောက်နေတဲ့ဖြစ်စဉ်တွေပဲပေါ့နော်အဲဒီမှာလဲပါတယ်ဒါစာတင်ကြောင်းဆေးရုံဆေးကန်းနဲ့ဒါဘာသာရေးအဆောက်အုံပြဝုံများကိုအကြောင်းမဲ့ဖျက်ဆီးခြင်းဖျက်ဆီးမှုဆိုးကျိုးများဖြစ်ပေါ်စေခြင်းနဲ့ဒါစစ်ဘက်ဆိုင်ရာတပ်စခန်းချထားခြင်းမပြုတ်လို့ရတယ်ဟာကြည့်လိုက်ဒါဒုရကစေကြောင်းတို့ဘာလို့တိုက်နေတဲ့နေရာတွေအကုန်လုံးမှာဖျားဆောင်တန်းနေကြီးပဲဒီကောင်တွေအိုက်ထဲမှာကြီးပဲနေတာဖုန်ကြီးကြောင်းနေထဲမှာကြီးပဲနေတာဖျားနေထဲမှာကြီးပဲနေတာ အဲ့လိုမျိုးနေရာတွေမှာကြီးပဲတက်ဆွဲတာစာသင်ကျောင်းတွေမှာကြီးပဲတက်ဆွဲတာဆေးကုံဆေးကန်းတွေမှာကြီးပဲတက်ဆွဲတာအားကြောင့်မလို့ဒီလိုဟာတွေလည်းဒီကောင်တွေပဲချိုးဖောက်တာပေါ့နော်ပြည်သူလူထုရဲ့ဘာသာရေးစာပေရင်ကျင်းမှုနဲ့ဒလီထုံးတန်းဆိုင်ရာထိမ့်သိမ်းဆောက်ရှောက်မှုများကိုနှောက်ယှက်ခြင်းဂုံသိက်ကညှိုးနှွမ်းစေခြင်းနဲ့ပျက်စီးစေခြင်းတို့ကတိုက်ရိုက်ဖြစ်စေတဝဲရိုက်ဖြစ်စေမပြုတ်လို့ဗျအကုန်လုံးနေတာဘာတစ်ခုမှကိုမလေးစားဘူးကြည့်အခါကြီးရဲ့ကြီးတွေမှာဆိုလဲချတာပဲဒါဘာသာရေးဆိုင်ရာဒလီထုံးတန်းနေကြည့်လေမိပူစော်တယ်ဆန္ဒထုတ်ပေါ်တယ်ငင်းငင်းညံ့ညံ့ပြောတယ်လက်နဲ့မကင်တာဘူးဘုံကျဲတယ်ခဲ့ ။ဒါဒီလိုအခါကြီးကြကြီးတွေမှာဒီကောင်တွေကအစမလိုက်နိုင်ဘူးကဲ။ဒါဒီကောင်ဘုရားဘာသာလားပြောဒါဖျားတဲတဲ့ចောင်းဆောက်တဲ့ဒါဒီကောင်လုံအောင်မယ်ပေါ့နော်။အဲကြအဲဥစ္စာတွေလည်းသူတို့ချိုးပေါက်တယ်။အမျိုးသမီးများအားတဲ့ဒါဘလက်ကာယာပြုခြင်း၊လိန်ကျန်းဖတ်ခြင်း၊အရမသားမယာပြုခြင်းခြင်း၊လိန်မှုဆိုင်ရာကျွံပြုခြင်းမပြုလို့ရရတဲ့။ယောက်ျားရှိမှတော့မိန်းမကိုအဲ့လိုမျိုးပုံစံမျိုးနဲ့အတင်းအရမကျင့်တာတွေလုပ်ခဲ့တာ။ကလေးငယ်တွေကအစလုပ်ခဲ့တာ။ဟာခိုင်းထဲမှာပိတ်ထားပြီးတော့ဗောနော်ဒါမြင့်ကြံဘက်မှာဆိုရင်ဒါတိတာယူမွန်လုံးလိုកောင်မျိုးတွေဗောနော် ဒါပိတ်ထားပြီးတော့အချိန်ချင်းတမ်းများပြုတ်ခြင်းတဲ့ပုံစံမျိုးတွေကဆာလှုပ်ခဲ့တာဆိုပြီးတော့တီးရဟာတော်တော်ရိုးရိုးမှမှလှုပ်ရတယ်လှုပ်ဘာတခုမှကိုမလိုက်နာတာဗောနော်ကလေးငယ်များတက်ဖြတ်ခြင်းနဲ့ကိုရင်းကဖြတ်တောက်ခြင်းကလေးစစ်သားအဖြစ်စုဆောင်းခြင်းစစ်မှုတန်းစီခြင်းအရမပြုတ်ခြင်းခြင်းနဲ့အခြားလိမ်မိုင်းဆိုင်ရာအကျန်းဖတ်ခြင်းဖန်းစီခေါ်ချောင်ခြင်းများမပြုတ်လို့ရတီးလိုက်တဲ့ကလေးတွေတောက်တောက်လဲတီးလိုက်တဲ့ကလေးတွေအများကြီးအပိုင်းစားဖြစ်သွားတဲ့ကလေးတွေအများကြီးအကုန်လုံးကိုရင်းကစိတ်ပိုင်းဘာတခုမှကိုရှာမရတော့တဲ့ကလေးတွေအများကြီးဒီနေ့ဒီချိန်ဒီကောင်တွေတက်ဖြတ်နေတဲ့ကလေးငယ်တွေအများကြီးရှိတယ် ီကောင်တွေကအရွယ်ဆုံးစိုက်ဆုံးအကုန်လိုက်တက်နေတာပေါ့နော်အဲ့တော့ပြည်သူလူထုကိုကြုံပြုတ်ခြင်းအတရားဓမ္မခိုင်းစေခြင်းမပြုတ်လို့ရဖမ်းပြီးတော့ပေါ်တာဆွဲပြီးတော့လူသားတစ်တိုင်းနဲ့ရှေ့ကနေကြိုးတုတ်ပြီးသွားခိုင်းတယ်ကဲအဲ့တော့ကြာကြုံပြုတ်တာတတောင်မှအကြောင်းဆိုးသေးတယ်ပေါ့နော်အပြည့်ရဲ့နေပြည်များတွင်ပြည်သူလူထုရဲ့လူမှုဘဝလုံခြုံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးရန်မိကြီးပတ်ရှုံးနေတာတကယ်မိကြီးပတ်ရှုံးနေတာရောက်လာပြီဆိုတာနဲ့ပြည်သူတွေပြေးဖို့ပြင်တာတနက်ဖောက်ပြီးတန်းဝင်တာ ဲ့တော့အရှိသမျှဟာအကုန်ယူသွားတာအဲ့လိုမျိုးဒါဖောက်ပြက်နေတာပေါ့နော်အဲ့တော့ရဲသားပြည်သူများဆိုရင်ကြောက်ကြမှုမရှိပဲအပြစ်ရက်နေမြေများအတွင်းလွတ်လပ်စွာသွားလာခွင့်ပြုရန်တဲ့ဒါလည်းဘယ်တော့မှပေးတာမဟုတ်ဘူးပေါ့နော်အခုဆိုလိုက်ပြီးတော့ပိတ်ပင်တာတွေတောက်လျှောက်နေတာအဲ့တော့ဒီအချက်တွေထဲမှာပါတဲ့အချက်တွေအကုန်လုံးကိုဒီကောင်နေအကုန်လုံးချိုးဖောက်နေတာအဲ့ဒါကြောင့်မလို့ဒီ NCA စာချုပ်ကစက္ကူစုံတတဖြစ်သွားပြီဆိုပြီးတော့ပြောတဲ့အပြောကဒါမလွန်ဘူးပေါ့နော်အဲ့တော့ဒါနောက်တစ်ခုကဒီစာရွက်ပေါ်ကသဘောတူညီချက်ထက်ပြည်သူလူထုတကယ်ငြင်းငြင်းရေးကိုခံစားရမှသာ တကယ်ငင်းငင်းရေးအစစ်မှန်ဖြစ်တယ်ဆိုတဲ့အကြောင်းဒီဥစ္စာနဲ့ပတ်သက်လို့ဒါကိုထိုင်းနိုင်ငံကအာရှငင်းငင်းရေးနဲ့ဒါပြန်လည်သိမ်းပြန်ရေးကောင်စီ APRC ရဲ့ဒါယာယီအထွေထွေအတွင်းရေးမှုချုပ်မြန်မာနိုင်ငံဆိုင်ရာထိုင်းတမ်မတ်ကြီးဟောင်း Mr. Pisnu အဲပြီးရင် Suvan Najada သူကနေပြီးတော့ NCA စနစ်ပြအခမ်းအနားမှာပေါ့နော်သူပြောသွားတဲ့ဟာလေးပါပါလေးပုတ်သွားရှိတယ်ပေါ့နော်အဲ့ဒါမိုက်တယ်ငြင်းငြင်းဆိုတာကြင်ညာချက်တွေအခမ်းအနားတွေမဟုတ်ဘဲနဲ့ပေါ့နော်လားပြည်သူတွေနေ့စဉ်ဘဝမှာခံစားရမယ့်စစ်မှန်တဲ့အပြောင်းအလဲကသာငြင်းငြင်းဖြစ်တယ်ဆိုပြီးတော့သူပြောသွားတာဒီ NCA ါခန်းထားမှာပဲသူပြောသွားတာဗောနော်အဲ့တော့မင်းအောင်လိုင်းနဲ့စကားစားကိုပါပါလေးပုတ်သွားတာပါပါလေးပုတ်သွားမင်းတို့အခုလုံနေတဲ့ဒီခန်းသားတွေအာပြင်ပြင်ဒါပွဲတွေဗောနော်ဒါတွေကစာရွက်စာတန်းတွေထုတ်ပြန်ချက်တွေကဒါတွေကတကယ်အဆင်မှန်မဟုတ်ဘူးတကယ်အဆင်မှန်ကလူလူဘယ်လိုမျိုးခန်းစား권နေရနေတယ်လဲလက်ရှိမြေပြင်မှာရှိနေတဲ့လူလူကဘာတွေခန်းစားနေရလဲဒါတွေကိုကြည့်ပြီးတော့သာအဆုံးဖြတ်ပေးရမှာဖြစ်တယ်ဒါတွေကသာတကယ်အဆင်မှန်နေဖြစ်တယ်ဆိုပြီးတော့ပြောသွားတာအဲ့တော့မင်းအောင်လိုင်းကအဲ့ဘေးနားမှာရှိတယ်ဆိုရှက်တဲ့ရင်မတ်တက်ကြီးတည်လို့ရဟုတ်တယ်တကယ်လဲဒါပြည်သူလူလူကအခုဘာတွေခန်းစားနေရလဲ ဒီကောင်တွေကိုကြောက်လန့်ပြီးတော့ဗောနော်ခုနလိုမျိုးချိုးပေါက်ခံရတဲ့အဖြစ်တွေကနေပြီးတော့မနေ့လွတ်မြောက်အောင်ရုန်းကန်နေရတဲ့အနေထားနေ့စဉ်နဲ့မျှဖိနှိပ်မှုတွေရက်ဆက်မှုတွေတောက်လျှောက်ခံနေရတဲ့အနေထားအာအဲ့တော့ကြတော့ဒီကောင်တွေအခုလိုမျိုးလုံနေတဲ့ဟာတွေကဟန်ပြတက်တက်သာဖြစ်တယ်ဒါကြောင့်မလို့ NCA အမိခံပြီးတော့ပြုတ်လုံနေတဲ့ဟန်ပြလုပ်ငန်းစဉ်တွေကိုမယုံတော့ဘူးသူတို့ကိုယ်တိုင်ချိုးဖောက်လို့ပြက်ပြက်နေပြီဖြစ်တဲ့2008ဒါခြေဦးအောက်ကကျင်းပမဲ့ပေါ့နော်ဒါအတူရောင်ရွေးကောက်ပွဲကဒါနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ဖို့ ်ပြီးရင်နိုင်ငံကိုတသက်လုံးချိန်ထိန်းချုပ်နိုင်ရေးတရားဝင်ရရှိဖို့အတွက်ကြိုးပမ်းနေကျင်တာဖြစ်တယ်နိုင်ငံရဲ့အကြက်တဲပြည်သူရဲ့ဆင်းရဲဒုက္ခကိုဖြေရှင်းပေးဖို့မဟုတ်ဘူးဒါတိတ်မှန်တယ်တကယ်လည်းမှန်ပဲလေသူတို့လုပ်နေတဲ့ဟာတွေအကုန်လုံးသူတို့ကိုကြိုးတွက်အခုဒါလူလူခံစားနေရတဲ့ဒုက္ခဆင်းရဲတွေပြဿနာတွေဘာတစ်ခုကိုမှသူတို့စိတ်ဝင်စားဘူးနေ့စဉ်နဲ့မြတ်ကြက်တဲအောင်တော့သူတို့လုပ်နေကြတာပေါ့နော်အဲ့တော့လက်ခုပ်ကတဖက်တဲ့တီးလို့မရဘူးဆိုတာတော့မှရအောင်တီးကျင်တဲ့ကောင်နေပေါ့နော်အဲ့တော့ဖြောင်းဖြောင်းဖြောင်းဆိုတဲ့အတန်အစားပတ်ပတ်ပတ်ဆိုတဲ့အတန်လေးမှထွက်ထွက်ဆိုတဲ့ပုံစံမျိုးလုပ်ချင်နေတဲ့ကောင်နေပေါ့နော်အဲ့တော့ စကားစကားသူ့ရဲ့ကိုကြိုးကိုပဲကြည်ပါလေသူ့ရဲ့ကိုကြိုးအတွက်သူ့ရဲ့ဒီသူ့အဖွဲ့အစည်းမှာရှိတဲ့ဒါသူ့ရဲ့ရဲဘော်တွေသူ့ရဲ့မိသားစုတွေကိုတောင်မှတေလန်းကိုပို့ပြီးတော့ချနေမှုဝင်မလေးပါဘူးပြီးတော့ပြည်သူပြည်သူနဲ့သာအော်နေပေမဲ့ပေါ့နော်ပြည်သူလူလူရဲ့ရင်သွေးတွေဖြစ်တဲ့ဒီလူငယ်တွေကိုအတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ပြီးတော့တေလန်းတွေပို့နေတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတွေလှုံ့ဆော်ခြင်းကနိုင်ငံကိုကောင်းစားစေဖို့မဟုတ်ဘူးအားကြောင့်မလို့ဒါစစ်ကောင်စီရဲ့အခုလိုမျိုးပြောဆိုနေတဲ့ဟာတွေလောက်ရက်တွေကိုယုံကြည်စရာတကွက်မှမရှိဘဲနဲ့ကျွန်တော်တို့လှုံ့ဆော်ရမယ့်အလုပ်တွေကို ဇက်တိုက်မပြတ်မကွက်တက်နေတဲ့လောက်ဝိုင်းဝန်းပြီးတော့စူးစမ်းလှုပ်ဆောင်ပေးကြပါလို့ဒီညနေ့ပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။